ခင်ဗျားများလုံးနေတာပါเนาะကျွန်တော်တို့ဒီ action video ဇာတ်ကားတွေမှာအသုံးပြုအသုံးပြုအသုံးအပြုလေးရှိတဲ့ဒီလက်ပစ်ပုံးတက်တန်းဟာမျိုးတွေကိုကျွန်တော်တို့ဘယ်လိုမျိုးဖန်တီးဦးလဲပေါ့နော်နမူနာလောက်ကြည့်ဖန်တီးထားတဲ့ဟာတွေပေါ့နော်ဒီမှာဖန်တီး Okay ကျွန်တော်တို့အာဒီ AE ကိုစိုင်းရအောင်နော် โอเคအရင်ဆုံးကျွန်တော်တို့ကိုလိုတဲ့ footage ကိုကိုယ့်အကောင်ကိုပိုင်းရိုင်းရနေရတယ်သူမသူများစီကအလွယ်ကိုနည်းကျွန်တော်တို့အသုံးပြုရှင်တယ်ဒီ legend ရှင်တယ်ပုံနဲ့မျိုးပေါ့နော်ကျွန်တော်တို့ legend တဲ့သဘောမျိုးနဲ့သူတို့ဟောင်းကိုယူသုံးတာပေါ့နော်ဟုတ်တောင်းလိုက်ပါတော့ကျွန်တော်အားလုံးဒါကျွန်တော်အလေးလာနေတဲ့ website ကနေပြီးတော့တောင်းထားတာ။တောင်းထားပြန်အရင်ဆုံးကျွန်တော်တို့ကဒီနေရာမှာလေယာဉ်တော့နေယူနေယူကနေပြီးတော့ကျွန်တော်တို့နောက်လာ object ကိုတောင်းပါတော့။နောက်လာ object နေရာမှာ အာ B reason ကျွန်တော်တို့ဒီနာမည်ပေးရဖို့အတွက် enter ခေါ်ပြီလား M A N M ပေါ့နော် main ဟုတ်ပြီအဲ့ဒီ main နေရာမှာ select ပေးပေါ့နော် main ကို select ပေးပြီးတော့ကျွန်တော်တို့ဒီမှာ track motion ကိုတောင်းမယ် track motion မှာကျွန်တော်တို့ဒီကောင်လေးကိုနည်းနည်းတော့ကြီးလိုက်ပေါ့နော်သူ့ကိုကြီးလိုက်ပေါ့ကြီးပြီးတော့ကျွန်တော်တို့သူ့ကို point တစ်ခုရှာလိုက်ကျွန်တော်တို့အနည်းရောင် point တစ်ခုဖြစ်ဖြစ်ကိုထူးခြားတဲ့ point တစ်ခုမှာကျွန်တော်တို့အလေးတိတိမှရှာပေးပေါ့နော် okay အဲအဲ့ဒီနေရာမှာရှာပေးပြီးသားရယ်ဆန်းကျွန်တော်တို့ဒီမှာ analyze power ကိုနေပြလိုက်ပါတော့။ analyze power ကိုနေနေပါပြီ။ဒီဒီမှာအလုံးလုံးလို့ရှင်ဒီမြန်ခွန်းကိုထွက်တော့လို့မရပါဘူးနော်။မြန်ခွန်းကိုမထွက်ခင်ကျွန်တော်တို့ရပ်ပေးပါရပ်ပေးပြီးတော့ကျွန်တော်တို့ဒီကောင်ဒီ point နေရာကိုပဲကျွန်တော်တို့ကဒီနေရာမှာလာပြောင်းရှင်နေတယ်ကျွန်တော်တို့ order ကိုနေမယ်။ order ကိုနေပြီးတော့ကျွန်တော်တို့ဒီကောင်လေးကို ဒီမှာတရားလာထားတယ်ဟုတ်ပြီလားလာထားပြီးပြီဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဒီ analyze power ကိုနေပစ်လိုက်ပါတော့အာ okay ကျွန်တော်တို့ဒီကောင်လေးပြီးတော့ရဆိုရင်ဒီကျွန်တော်တို့ဒီ id targets ဆိုတဲ့နေရာကို null one ကို okay ပြီးလား now apply အဲ action y okay ဒါကြောင့်ပြီးတော့ရနော်ပြီးတော့ရဆိုတဲ့အချိန်ကျွန်တော်တို့က null နေရာမှာ p ကိုနေပစ်လားဒီ main နေရာမှာ u ကိုနေပေးလိုက်ပါတော့အဲ့ဒါဆိုရင်ဒီမှာ keyframe လေးနဲ့ဒီမှာ to auto ဒီ track motion လုပ်ပေးပြီးသားဖြစ်သွားပြီနော် right click ထောင်းမယ်နောက်ထပ်တစ်ခုပေါ့နော်ကင်မရာကိုတော့မယ်ကျွန်တော်ရွေးထားပေးတဲ့ size အတိုင်းပဲလိုက်ရွေးပြီးတော့ okay နေပြီလားမယ် okay ထည့်နေပြီလားမယ် okay ထည့်နေပြီရင် view ကိုနှိမ့်မယ် shift ရဲ့ icon ကိုတွင်းနှိမ့်မယ်နော်နောက်ပြီးတော့ဒီ now နေရာမှာကျွန်တော်တို့ 3D ထားပေးမယ် 3D ထားပြီးရင်ကျွန်တော်တို့ orientation နေရာမှာ keyboard ပေါ် order key နဲ့ left click တရှင်းနှိမ့်မယ်နှိပ်ပြီးလို့ရှိရင်ဒီနေရာလေးမှာ algo အသေးနဲ့ရေးမယ်နော် look ပေါ့နော် and okay look at ဘောနော် look at quenza ကျွန်တော်တို့ဒီ width um expression pick width လေးကိုကျွန်တော်တို့ကင်မရာရဲ့ position မှာတစ်ခေါက်တော့ထည့်မှာတော့ထည့်ပြီးတော့ကျွန်တော်တို့ comma comma ယူမယ်ပေါ့နော် comma တစ်ချက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ်တစ်ဆင့်ကျွန်တော်တို့ null ရဲ့ position နေရာကိုတစ်ခေါက်ထည့်ပြီးတော့ထည့်မှာနောက်ပြီးတော့ quen ပိတ်မယ်နော် quen ပိတ်ပြီးရင်ကျွန်တော်တို့နေရာလုံးမှာတစ်ချက်ရှောက်မယ်နေရာလုံးမှာတစ်ချက်ရှောက်ပြီးရင်နောက်ထပ်တစ်ခုကျွန်တော်တို့ ဂရက်တခုယူမှာဖြစ်တဲ့အတွက်နေရာနေရာနီယိုနီယိုကနေပြီးတော့အာ solid solid နေရာမှာကျွန်တော်တို့ကနာမည်ပေးမှန်း GR green ဆိုပြီးတော့နာမည်ပေးပြီးတော့ okay နေပြီလားမှာ okay နေပြီးပြီးတော့အဲ့ဒါ attack ကိုတော့မှ attack ကနေပြီးတော့ကျွန်တော်တို့အော်ဒီ general general ကနေပြီးတော့ green ကိုတော့မှ great နေရာမှာကျွန်တော်တို့ကနော်အဲ့ဒီ great နေရာမှာကျွန်တော်တို့တော့ဒီ new fantasy တစ်ကောင် gray လေးကိုကျွန်တော်တို့ကဘာလုပ်ပြရမလဲဆိုရင် 3D ဖွင့်ပြလိုက်မှာ 3D ဖွင့်ပြလိုက်လို့ရှိရင်ဒီလိုပဲနော်ပေါ့နော်ကျွန်တော်တို့လိုတဲ့အနေထားကိုမရအောင်ပေါ့နော်ကျွန်တော်တို့ကဒီမှန်သားပြင်မှာပဲကျွန်တော်တို့ဒီမှာဒီမှန်သားပြင်နဲ့ quality ဖြစ်စီရှင်နေပေါ့နော်မျက်နှာပြင်နဲ့ဟုတ်ပြီအဲ့လိုမျိုးဆိုဘယ်လိုမျိုးဖန်တီးမလဲဆိုရင်နားလုံးကိုတော့မယ်တော့ပြီးတော့ဒီ position နေရာမှာပေါ့နော် order key ကိုနေပြီးတော့ left click လေးတစ်ချက်နှိပ်မယ်နေပြီးတော့ကျွန်တော်တို့ဒီအဆုံးမှာ cursor ချပြီးတော့ keyboard box shift ရဲ့စတားရဲ့နှိပ်မယ် minus ရဝင်ရင်နေပြန်နေပြီးတော့နေရာအလုံးမတစ်ချက်ရှာမယ်။နေရာအလုံးမတစ်ချက်ရှာလို့ရှိရင်ကျွန်တော်တို့ဒီလိုဝင်နေရတခုရမယ်။ရလို့ရှိရင် position ကိုတစ်ချက်ကလေးပေးလိုက်လို့ရှိရင်ဒီမှာ select ပေးပြီးတော့ရနော်။ select ပေးလို့ရှိရင်ကျွန်တော်တို့ဒီ null object အကောင်လေးကို null win အကောင်လေးကိုကျွန်တော်တို့ရွှေ့ပြီးတော့ကျွန်တော်တို့ဒီဒီမှာဒီနှံပြင်ပေါ့နော်။ဒီ surface နဲ့နေပြီးတော့ quality ဖြစ်အောင်လုပ်မယ်။ဟုတ်ပြီကျွန်တော်တို့ quality ဖြစ်အောင်လုပ်ပြီးတော့ရင်ကျွန်တော်တို့ဒီကောင်လေးကို အဲဒီအနေထားဒီလိုဝင်နေမျိုးကိုကျွန်တော်တို့လို့ရှင်းတာပြပါတာနော်နော်ဒီလိုဝင်နေမျိုးမရလို့ရှင်းကျွန်တော်တို့လည်းပြပုံပြတော့မရဘူးအဲ့ဒါဒီကောင်လေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ခောက်မယ်ခောက်ပြီးတော့ဒီ grace နေရာမှာကျွန်တော်တို့ခဏဒီ grace လေးကိုပြန်ပြလိုက်မယ်နော်သူက grace ကိုပြန်ယူတိုက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့လက်ပြပုံကိုကျွန်တော်တို့ထင်မယ်ဒီလက်ပြပုံလေးဟာ PK ဖြစ်တဲ့အတွက်ကျွန်တော်တို့အလိုက်တန်းအသုံးပြုလို့ရတာပေါ့နော်ဒီကိုဆွဲထည့်လိုက်မယ်ဆွဲထည့်ပြီးရင်ကျွန်တော်တို့ကသူ့ကို practically ထောက်မှသူမဟုတ် ီ layer layer နေမှာเนาะ pre compose လုပ်မယ် pre compose လုပ်လို့ရှိရင်ဒီနေရာမှာကျွန်တော်တို့က nad nade ဆိုပြီးတော့ရေးထည့်ပြီးတော့ move forward to review ကို select ပြီးတော့ okay နဲ့ပြလိုက်မယ်เนาะ okay နဲ့ပြီးတော့ကျွန် double click နှိပ်မယ် double click နှိပ်ပြီးတော့ space ကိုနည်းတဲ့မှာပြတဲ့အတွက် right click time freeze time stretch ကိုနှိပ်မယ်တရားရခံတော့ငါ့စရာခံတော့တံပြန်လာနေတော့ကျွန်တော်တို့ဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့ဒီကောင်ကတိတိတတ်တာမြင်မြင်တော့တာပေါ့နော်အဲ့လိုလုပ်တာမြင်တော့တာပေါ့နော်ပြောမယ် ဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ် main conversation ကိုပုံမှန် main conversation မှာကျွန်တော်တို့ဒီ native ကိုပေါ့နော် p ကိုနည်းနည်း keyboard ပေါ်က p ကိုနည်းပြီးတော့ကျွန်တော်တို့ဒီနောက် p ရန်အဲ shift ရန် s ရန်ရှိပြီးတော့နည်းမယ်နော်နည်းပြီးတော့ကျွန်တော်တို့ဒီကောင်လေးမှာ a frame လောက်ပေါ့နော်ဒီ a frame လောက်မှကျွန်တော်တို့ထားပေးမယ်ထားပေးပြီးတော့ကျွန်တော်တို့ကဒီကောင်လေးနှစ်ခုကိုဆက်လိုက်ပေးမယ်နော်ဆက်လိုက်မပေးခင်ကျွန်တော်တို့က 3D ကို ော် 3D လောက်ပေးလိုက်မှာနော် 3D okay 3D လောက်ပေးပြီးသားရင်ကျွန်တော်တို့နော်ဒီလိုပုံစံမျိုးလေးကျွန်တော်တို့လုပ်လို့ရတယ်အစကတည်းကဒီဒီကောင်လေးကိုမပေးဘဲနဲ့ပေါ့နော် 3D လောက်ပြီးတော့ဒီမှာဒီမှာလေ 3D လုံးရတာပေါ့နော်အတူတူပေါ့နော်ဥမာပေါ့ဒီကောင်လေးနှစ်ခုကို select ပေးမယ် position ဒီနေရာလောက်မှာကျွန်တော်တို့ထားပြီးတော့ဒီကောင်လေးနှစ်ခုကိုဒီမှာရှာလိုက်အတူတူပေါ့နော်ရတယ်အဲ့လိုမျိုးနဲ့ ောက်ပြီးတော့စကေးကိုကျွန်တော်တို့ဆေးမှာပေါ့နော်စကေးတည်ပြီးတော့ကုလိုချင်တဲ့လက်မသွားတည်ရမှာနော်ကော်ဒီ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 နေမျိုးပေါ့နော်လက်မသွားတည်ပြီးတော့ဒီ zero rotation ပေါ့နော် zero rotation ကိုကျွန်တော်တို့တော့မှာ zero rotation ကိုတစ်ချက်ကလေးနှိပ်မယ်ကလေးနှိပ်ပြီးတော့ကျွန်တော်တို့ rotation tool နဲ့ကျွန်တော်တို့ဒီမှာ z နေရာမှာကိုလိုတလို့လဲမှာပေါ့နော် okay ရပြီဆိုရင်ကျွန်တော်တို့ scale ကိုနည်းနည်းလောဖေးပေးလိုက်မှာနော် okay okay သေးပေးပြီးတော့အရင်ကျွန်တော်တို့ဒီကန်တာဟာရတော့ရင်ကျွန်တော်ကျွန်တော်တို့နောက်ဖက်ကိုတော့မှာနော်နောက်ဖက်ဆင်းနှင်းနေရာလောက်မှာကျွန်တော်တို့က ကီဘောအန်ကိုနေပလိုက်မှတမဟုတ်ဒီမျိုးဆွေးလာခဲ့ရနေရတယ်ပေါ့နော်ကီဘောအန်ကိုနေပလိုက်ပါနောက်နံပါတ်8 print လောက်မှကျွန်တော်တို့ဘယ်တော့ထောက်မလဲဆိုရင်ဒီကောင်လေးကိုတမဟုတ်ဒီနေရာလေးမှကျွန်တော်တို့ဘယ်တော့ထောက်မလဲဒီ position ကို0 position ထားပေးပါ0 position ထားပေးပြီးရင်ကျွန်တော်တို့ဒီနောက်ဘက်တော့ပေါ့နော်8 print ကိုတော့8 print ကိုတော့ပြီးတော့ကျွန်တော်တို့ဒီ selection tool နဲ့ဒီအပေါ်တင်ပေးလိုက်ပါနော် လက်ပြပုံပစ်တပ်တပ်ဖို့မျိုးကျွန်တော်တို့ခံတည်တာပါဒီပုံမှာငွေကနေပြီးတော့ပျောက်သွားတဲ့အနေအထားတွေနောက်ပြီးတော့ဒီပုံပြင်ပြီးတော့ကိုလိုတဲ့နေရာမျိုးဆွဲတည်နေမျိုးပြင်မှာပေါ့နော်ဟုတ်ပြီကျွန်တော်တို့နောက်ထပ်တစ်ခေါက်ပြင်ပြီးတော့ဒီပုံပြင်ပြီးတော့လုပ်မှာโอเคနောက်ပြီးတော့ဒီပုံပြင်ပြီးတော့ဒီမှာနောက်ထပ်ပြင်မှာနောက် rotation မှာကျွန်တော်တို့ zero rotation ကိုနည်းနည်းလောက်လေ့ပြင်မှာနော်ဒီလိုဝင်နေတော့လေ့ပြလာမှာလေ့ပြပြီးတော့ကျွန်တော်တို့ဒီ အဲ့ဒီဒီ native နေရာမှာပဲ directly ထားမယ် transport transport အနေနဲ့ပြီးတော့ transport အနေနဲ့ပြီးတော့ auto orient ကိုနေပေးမယ်နောက်ဒီနေရာမှာ orient towards camera ကိုနေပြီးတော့ okay နေပေးလိုက်မယ်နော် okay ဒါဒီကောင်စင်ရတော့ပြီဟုတ်ပြီကျွန်တော်တို့နောက်ထပ်တစ်ဆင့်နောက်ထပ်တစ်ဆင့်ကျွန်တော်တို့ဆက်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့နော်အာဒီနေရာလေးမှာတို့ကလက်ပြုံပေးတဲ့သဘောမျိုးဆိုတော့ကျွန်တော်တို့နော်

ပေါ်လေးကိုမတက်မိလိုက်မယ်အဲ့ဒီဆိုတော့ဒီကဘယ်လိုမျိုးထွက်လာမလဲဆိုတော့အဲဒီလိုဝင်မျိုးပေါ့နော်လက်ကနေပြီးတော့အာဒီကလန်နာပစ်တော့ဝင်လိုက်ကျွန်တော်တော့โอเคအဲဒီလောက်ပဲကျွန်တော်ကဒါအကျဉ်းအပြင်းတော့လုံးကိုကလုတ်ပြပေးတော့ပေါ့နော်လုတ်ပြပေးတဲ့ဆိုရင်ကျွန်တော်တို့နောက်တစ်ခုကဒီဒီနေရာလေးမှာပဲကျွန်တော်တို့အဲဒီစပလစ်လေးရယူပြီးတော့နေပြလိုက်ပါတော့။အဲနှစ်ပိုင်းပွေသွားလို့ရှိရင်အောက်ကောင်လေးကိုကျွန်တော်တို့ဒီကောင်လေးကိုရလုံး မှန်တော့ 3D ပိုက်ပေးလိုက်ပါတော့နောက်ပြီးတော့ဒီကောင်လေးတွေကိုလည်းပိုက်ပေးပြီးတော့ကျွန်တော်တို့ဒီကောင်ကအပေါ်တော့အပေါ်တန်ပေးလိုက်မှာအပေါ်တန်ပေးပြီးဆိုရင်ကျွန်တော်တို့ position ကိုတင်ရှင်း position ကိုနိုင်မှာ position နဲ့ပြန်ကျွန်တော်တို့ one frame ပေါ်မှာအရှိကို one frame ဒီကောင်လေးကို one frame ဆွဲပေးလိုက်ပါတော့ okay ကျွန်တော်တို့ဒီနေရာမှာဆိုရင်ကျွန်တော်တို့နောက်ထပ် rotation တစ်ခုလုပ်တယ် rotation ကိုလည်းနိုင်ပြမယ်နော် okay ကျွန်တော်ဒီနှစ်ခုပေါ်တသားတည်းဖျက်အောင်လုပ်ပေးရမှာနော်ဒါလည်းဖျက်အောင်လုပ်ဖို့အတွက်လွယ်ပါတယ် chemical ပေါ်ဒီမှာကျွန်တော် rotation ဆိုတာ rotation tool လေးနဲ့ကျွန်တော်တော့ဆင်မှာနောက်ပြီးတော့ဒီမှာ selection tool လေးနဲ့သူ့ကိုတသားတည်းဖျက်အောင် switch ပါမယ်နော်အတိအကျတော့မလုပ်ပေးပါဘူးကျွန်တော်တကယ်တော့ကိုယ့်အကောင်အတိအကျလုပ်မယ်ဆိုရင်အတိအကျလုပ်တာပေါ့နော်။ဘောင်းရင်ကျွန်တော်တို့ဒါဟုတ်။ Okay ဒီနေရာမှာပေါ့ကျွန်တော်တို့လက်ပြပြပုံပြတဲ့ဆိုတော့ဒီနေရာမှာကျတော့လက်ထဲမှာပါမလာဘူးပေါ့နော်ဒီနေရာမှာရောက်အောင်မှကျွန်တော်တို့လက်ထဲကိုရောက်ရအောင်ပေါ့နော်ဒါမှန်းကျွန်တော်တို့ဒီနေရာကိုရောက်ရင်လက်ပြပုံလက်ထဲမှာပါလာတဲ့ပုံစံမျိုးတွေကျွန်တော်တို့ဖန်တီးမယ်ဘယ်လိုမျိုးဖန်တီးမလဲဆိုရင် right click ထောက်မယ် new new ပါနေမှာတော့အာ null object တခုယူမယ် null object နေရာမှာ inter copy လိုက်လို့ရှိရင် h a n d hand ဆိုပြီးတော့နာမည်ပေးမယ်ဟုတ်ပြီလားအင်းကျွန်တော်တို့ h a n d hand နာမည်ပေးလို့ရှိရင်ဒီ man ကိုကျွန်တော်တို့ ကျွန်တော်တို့ကအဲ track motion တခုထည့်လို့မနော် track motion တော့ဘုတန်းဟော track motion ဝင်နေပြန်မှာ track motion နဲ့ပြပြီးတော့ရတယ်ဒီနေရာလေးမှာကိုပြောတော့ဘောနော်ဒီကောင်လေးကိုနောက်တော့ဒီနေရာလေးမှာကျွန်တော်တို့ layer အနည်းအောင်ပုံနေမှာကျွန်တော်တို့ဒီမှာ track motion တော့မှာအာဒီရော analyze power နဲ့ပြလိုက်ပါနော် analyze power နဲ့ပြလိုက်ပြန်ဒီမှာပြီးတော့ရင် ပြီးတော့ရင်ဒီနေရာလေးမှာရန်လိုက်ပါတော့ရန်လို့ပြီးရင်ကျွန်တော်တို့က edit target edit target hand နောက်ပြီးတော့ apply action y okay နောက်ပြန်လာ okay ကျွန်တော်တို့ပြီးတော့ပြီးဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုပေါ့နော်ဒီ net လေးကိုကျွန်တော်တို့ကဒီ hand နဲ့တွဲပေးရမယ် hand ပေါ့နော် okay ဲ့လိုဆိုတော့ဘယ်လိုဖြစ်တော့လဲဆိုတော့ဒီမှာ land တသားတဲ့ဒီမှာကြာတော့ပေါ့နော် land မှာနေပြီးတော့ပါတော့ပြီးတော့ဒီမှာပြေးလိုက်တယ်ဟမ်ဒီလိုဝင်တော့ပေါ့အဲ Okay ဒီကောင်ကြာတော့ကျွန်တော်တို့မှန်တော့ရင်ပြီးလည်းပြီးသွားရင် level ပုံပြတဲ့ကောင်လေးတဲ့ကောင်နော်နောက်ထပ်တစ်ခုကျွန်တော်တို့ဒီ native နေရာမှာကျွန်တော်တို့က motion blur ဖွင့်ပေးလိုက်မယ်နော် motion blur ဆိုတာကျွန်တော်တို့လှုပ်လှုပ်ရှားရှားပြတဲ့နေရာတွေမှာ motion blur တွေဖွင့်ပေးတယ်။နောက်ပြီးတော့ဒီ net နှစ်ခုလုံးကိုကျွန်တော်တို့ motion blur ဖွင့်ပေးမယ်။ နော်ဒါဒီမှာလည်း okay နေပြီလဲမနော် okay ကျွန်တော်တို့ဒီကောင်လေးပြီးတော့ကျွန်တော်နောက်ထပ်ပါလေလို့ပြောတယ်ကျွန်တော်ပစ်တာကတော့ဒီဒီလောက်ဆန်တော့ပစ်တာကလုံလောက်တယ်နော် okay နော်ဒါ level 1ပစ်တဲ့ဟာဒီကလေးအသေးသေးလုံးဝင်ဆိုတော့အသေးသေးအများကြီးကျန်ပါသေးတယ်နော် okay နောက်ထပ်တစ်ဆင့်ကျွန်တော်တို့ကဒီမှာသူက level 1ဟာ အာဒီလန်ရအပေါ်မှာရောက်အောင်လည်းပေါ့နော်လန်နဲ့ကင်တာတဲ့ပုံစံမျိုးမဖြစ်နေပဲဟိုမဖြစ်မဖြစ်နေဘူးပေါ့နော်အဲ့ဒီကြောင့်မလို့ right click ထောင်းမှ new ကျွန်တော်တို့က solid ဟိုယူမယ်ဒီနေရာမှာ color ကိုအနေအောင်လည်းဖိလိုက်ပြီးတော့ကျွန်တော်တို့ဒီနာမည်ပေါ့ F I N G E R S fingers လက်ချောင်းလေးတွေဖန်တီးမယ် okay လက်ချောင်းလေးတွေဖန်တီးဖို့အတွက်သူ့ကိုအောက်ကို hand ရအောက်ကိုရှာပေးလိုက်မယ်နော် okay နောက်ဒီ man နေရာကိုကျွန်တော်တို့ add in ယူကလီလေးလုံးမှနောက်ခုဖြေတော့ရပါတော့ဒီ man 2ကိုကျွန်တော်ဒီအပေါ်တင်တော့ပေးမှဒီ finger ကိုကျွန်တော်တို့ကခဏနဲ့ပိတ်ထားပေးမှခဏနဲ့ပိတ်ထားပြီးတော့ဒီကျွန်တော်ဒီကောင်လေးကိုပေါ့နော် mask fan tool လေးကိုယူပြီးတော့ကျွန်တော်တို့ဒီလက်ချောင်းလေးကိုဒီ level bone green နဲ့ရအပေါ်တင်ကျွန်တော်ကတင်ပေးမယ်နော်နင်းနင်းဒီအပေါ်မှာအခြေခံလေးလာတဲ့အလုပ်ကြတော့နားလည်မှာမဟုတ်ပါဘူးတကယ်ဒီတကယ်လို့ ျွန်တော်တင်ပြနေတဲ့ဗီဒီယို tutorial လေးတွေပေါ့အမြဲတမ်းကြည့်တဲ့လူလူတွေတာရင်နားလည်မှာဖြစ်ပါတယ်เนาะမဟုတ်ရင်တော့နားလည်မှာမဟုတ်ပါဘူး ကျွန်တော်ဒီဖန်တူလစ်တဲ့အသုံးပြုတဲ့နေရာမှာတတိတတိထားပေးဖို့လိုတာပေါ့နော်โอเคဒါကျွန်တော် သေးသေးမလုပ်ပါဘူးဒီလောက်ပေါ့နော်အာโอเคအဲ့ဒီကောင်ကို motion block ဖွင့်ပေးလိုက်မယ်နော်အဲ့ဒီလက်လျှာကို motion block ဖွင့်ပေးပြီးတော့ကျွန်တော်တို့ main ကိုတော့မှာပေါ့နော် main နေရာမှာကျွန်တော်တို့ဒီ toggle switch ကိုနေမယ်နေပြီးတော့ကျွန်တော်တို့ဒီ main နေရာမှာကျွန်တော်တို့ဒီ alpha match ဆိုပြီးတော့ finger ဆိုပြီးတော့နေပြလိုက်ပေါ့နော်အဲ့ဆန်ဒီမှာ left ဘုံကို lane နဲ့ဆုပ်ကင်ထားတဲ့ပုံစံမျိုးဖြစ်တော့တာပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီ finger ကောင်လေးကိုဒီ hand နဲ့နေပြီးတော့တွဲပေးလိုက်ပေါ့နော် โอเคတွေ့ပြီးပြီးတော့ရရင်ကျွန်တော်တို့အဲ့ဒီကောင်လေးကိုမလန်နံပစ်တဲ့ခုနဲ့လို့ကျွန်တော်တို့ရရှိတော့ရင်နော်โอเคနော်ကျွန်တော်လုပ်ပြချင်တာဒီအတိုင်းတာလာပေါ့နော်ကျွန်တော်တို့တကယ်လို့အသေးစိတ်လုပ်မယ်ဆိုရင်လည်းအသေးစိတ်ရပါသေးတယ်ကျွန်တော်တို့နော်ဗီဒီယိုကတားရှိတော့ရရင်အခုကျွန်တော်လောလောဆယ် wifi wifi ပြန်နေတယ်ပြန်ပြီးတော့မရလာသေးတယ်ဖြစ်တယ်ဆိုတော့နော် ကျွန်တော်နောက်ပြီးမှ tutorial လေးတွေကိုများများတင်ပေးမယ်ဒီအခုဒီ video file ကြတော့ဒီလောက်ပေါ့နော်ကျွန်တော်နောက်ထပ်တခြားနေရာတွေမှာကျွန်တော်အသေးစိတ်လုပ်လုပ်ပြပေးပါမယ်ဒီနေရာမှာကြတော့ဒီလောက်ပဲနော်ကျွန်တော် video file ကိုကျန်တဲ့သက်မှတ်လို့လည်းမျှော်လင့်ပါတယ်နော်ဒီလူနေရာလေးမှာကျွန်တော်တို့အများကြီးအစားထိုးပြီးတော့လုပ်ကောင်းလို့ရတယ်နော်ကိုတကယ်တက်ရှင်တဲ့လူတွေပေါ့နော်ကျွန်တော်တို့ tutorial လေးတွေပဲတင်ပေးမှာဖြစ်တဲ့အတွက် ရတဲ့လူရောရတဲ့လူကျွန်တော်တို့အသုံးချတော့မယ်နော်ဒီလိုဝင်နေမျိုးတွေပေါ့နော်ကိုအန်တော်တို့ပေါ့နော်ကိုနဲ့ကျူထားရတဲ့လုံမဲ့အရာလေးတွေကိုကျွန်တော်ဖက်ရွေးရှင်းတော့မှာနော်အဲတကယ်လို့ကျွန်တော်တို့အဆင်ပြေတယ်ဆိုရင်လည်းဒီလူနေရာမှာကိုကိုတိုင်ဒီတကယ်လေးတွေနဲ့ပေါ့နော်ကြောင်းသားလေးတွေနဲ့ဒီလိုဆောင်ပြီးတော့ကျွန်တော်တို့တင်ပြတော့ပါမယ်လို့ကျွန်တော်နော်ဒီကျူထားရတဲ့လေးကိုလည်း like comments and share များများအားပေးပါအောင်လို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်